လွန်ခဲ့တဲ့နှစ်30မတိုင်ခင်တည်းကတိုင်းရင်းသားပေါင်းစုံနဲ့ပြည်ထောင်စုနဲ့ထိမ့်မှတ်ပွဲတွေစိုက်ကစံကွင်းမှာကျင်းပခဲ့ကြသလိုပဲဒီနှစ်မှာတော့ထိုင်နေဝေပရာဟိတာအသင်းကဦးဆောင်ပြီးကျင်းပမှာလည်းဖြစ်ပါတယ်တိုင်းရင်းသားရိုးရာအကအလှတွေတိုင်းရင်းသားရိုးရာပြကန်းတွေရုပ်ရှင်ဥပညာရှင်များရဲ့တေးသရုပ်ဖော်တွေစွမ်းစာနီတပင်ဇက်ဖွဲ့စက်ကတ်စွန့်ရီပြပွဲများနဲ့အစိုးရရဲ့ဖြောပြမှုတွေပါဝင်မှာဖြစ်ပါတယ်နိုင်ငံရေးလမ်းကြောင်းအရာမဟုတ်ပဲ ပျော်ပွဲရှင်ပွဲဖြစ်တာကျင်းပတာပါလို့ဂျူနီယာဒီနစ်ကဆိုပါရယ်ရိုးရာတွေကိုဖော်ထုတ်ဖို့ကိုယ့်ရဲ့တိုင်းရင်းသားရိုးရာဒလိများကိုပြည်သူတွေသိရှိဖို့ရည်ရွယ်တယ်လို့ဆိုပါရယ် ဒီအရတော့ဒါဟိုးရှေးရခင်အဆက်ဆက်တည်းကဒါနိုင်ငံရေးလမ်းကြောင်းနဲ့သွားတာမဟုတ်ဘူးဒါကပြည်အောင်စုပွဲတော်ကြီးဆိုဟိုးရခင်အဆက်ဆက်တည်းကပျော်ဝဲရှင်ဝဲအဖြစ်နဲ့ကျင်းပကြတာဂျက်ကီဆိုင်ဝဲမှာအရင်တော့ဆိုကျွန်တော်တို့အခုလောက်တာမှဆက်ရက်ပဲအရင်တော့ဆိုလို့ရှိရင်ရက်20လောက်လုတ်တယ်လို့ပြောတယ်တလာနီးပါပေါ့နော်ကျွန်တော်တို့ဖေဖေခစ်လက်ထက်တော့ဆိုဒါကိုပြန်ပြီးတော့ပေါ်ပေါ်ထုတ်တာပြောလို့ရှိရင်ဒီမှာတိုင်းရင်းသားတွေလာလာပြီးတော့ပြကြင်အပြင် ကိုဘယ်လိုပြောမလဲဒီပြည်သူလူထုကိုသိစေချင်တဲ့ကိုတိုင်းရင်းသားအကြောင်းကိုပုံပြီးတော့ကြည်ကြည်ပြန်ပြန်သိမယ်။အားကြောင့်မို့လို့ကျွန်တော်တို့ကဒီပွဲမှာဒီတခြားဟာထက်ကိုတိုင်းရင်းသားတွေကိုပုံပြီးဦးစားပေးတယ်။ပြာခန်းနေသူတို့ရဲ့အကအလှတွေခုနပြောသွားတဲ့ဟာမျိုးပေါ့နော်။ပါဝင်မျိုးလောက်တေချာရှင်းပြပြီးတော့ဖိတ်ခေါ်ရပါတယ်။ဝန်ထမ်းတွေခက်ခဲမှုတွေတော့တော်တော်ကြုံတွေ့ရပါတယ်။ဟုတ်ကဲ့။ပြည်တော်စုနေပွဲတော်ကိုရှေးမှုမပြတ်ပြန်လဲကျင်းပသွားနိုင်မှုတိုင်းရင်းသားတွေကြားထုံးတန်းတလိများကိုယင်းဤစေဖို့နဲ့ပူကြောင်အစံတီထောင်ခဲ့တဲ့ ပြည်ထောင်စုတိုင်းရင်းသားညီညွတ်မှုကိုထိမ့်သိမ်းသွားနိုင်ဖို့အပြင်ပြည်ထောင်စုငြိမ်းချမ်းရေးကိုဥတည်စေဖို့ဒီပွဲတော်ကရည်ရွယ်တာလည်းဖြစ်ပါတယ်။တိုင်းရင်းသားတွေလက်တွဲမဖြုတ်ပဲစီးလုံးစွာဖြင့်ရှောက်လန်းမှာကနိုင်ငံတိုးတက်သွားမှာပါလို့ခိုင်နှင်းဝင်ကဆိုပါတယ်။တိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုရှေ့ရှုပြီးရှေးမှုမပြတ်ဒီပွဲကိုကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ်ခုမြန်မာနိုင်ငံထဲမှာနေတဲ့တိုင်းသားအချင်းချင်းစီးလုံးနေမှုအလေးတွေရှိအောင်ပေါ့ဘာလို့လဲဆိုတော့ဟိုလူမျိုးတွေဒါကွဲသွားမယ်အမတို့တွေအားလုံးကဟိုလိုပါမယ်အားလုံးစကြဝဠာချင်းနေပဲလက်တွဲပြီးတော့အတူတူစီးစီးလုံးလုံးနေနေမယ်ဆိုလို့ရှိရင်ပိုပြီးတိုးတက်တဲ့နိုင်ငံလေးဖြစ်သွားမှာပါအဲ့ဒီအတွက်ကြောင့်မလို့တိုင်းသားချင်းစီးလုံးညွတ်ပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပြန်ပြီးအသက်သွင်းလာပါဟိုးရခင်ရခင်ကတော့အမတို့လည်းမဝေးနေရပါတော့အရင်ရခင်ရခင်နောက်ကလေးရာဒီပွဲကြီးတွေကျင်းပခဲ့တယ်တို့အမကြားသိရပါ ါတယ်အဲ့အတွက်ကြောင့်အဲ့ပွဲဒီပုံစံအတိုင်းအမှဖြစ်အောင်ကြိုးစားထားပါတယ်